ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ကျမတို့ရဲ့ channel ကနေပရိသတ်များအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့မှာတော့ကျမတို့ရဲ့ channel ကနေမိစာကူပါဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာပဲဖြစ်ပါရစေ။ဇာတ်လမ်းလေးကိုမတင်ဆက်ခင်မှာတော့ကျမတို့ရဲ့ channel ကို like and subscribe လေးလုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေ။ဟုတ်ကဲ့ပါရှင်။ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲဖတ်ပြတင်ဆက်ပေးမှာပဲဖြစ်ပါရစေ။ဒုတိယကမ္ဘာစစ်ကြီးပြီးလူလူအချိန်နှင်းဂျပန်တပ်တွေဟာတဆုတ်တည်းစုံနေရပြီ သူရဲ့ဝါရဖြန့်ကျွေးကြော်တန်ဖြစ်တဲ့နိပွန်ပီရိုမာပန်ဆိုင်ဟူတဲ့ကျွေးကြော်တန်ကိုလည်းမအော်ဟစ်နိုင်တော့မြန်မာနိုင်ငံစစ်မျက်နှာအနှံ့ပြားမှာမရှိမလားဂျပန်တပ်များစစ်ဆုပ်နေကြရတယ်ဂျပန်တပ်များမြန်မာနိုင်ငံတွေသာစစ်ဆုပ်နေရသည်မဟုတ်အခြားသောကမ္ဘာနိုင်ငံများရှိသူတို့ရဲ့စစ်မျက်နှာများမှာလည်းဆုတ်ခွာခဲ့ရလေဝီယိုဆွန်သုံးနိုင်ငံတည်းဟူသောဂျပန်အီတလီနှင့်ဂျာမနီတို့မှာလည်းကမ္ဘာနိုင်ငံအသီးသီးမှာစီးရေးမလာတော့ဘူး ဂျပန်အီတလီနဲ့ဂျာမနီတက်များဟာဆစ်ဆုပ်နေရလေတယ်။မဟာမိတ်တက်များနဲ့ BIA မြန်မာမျိုးချစ်တက်မတော်ပြည်တွင်းရှိပျောက်ကြားဂျပန်တော်လှန်ရေးတပ်သားများကြောင့်ပဲဂျပန်တက်များဟာရှုံးနိမ့်နေကြရလေပြီ။ဒုတိယကမ္ဘာစစ်ရဲ့အနှိမ့်ချယုံမှာတော့စစ်ပွဲတစ်ပွဲမှာမြင်သူနိုင်သည့်ရှုံးနိမ့်ဖြစ်စေစစ်ပွဲကြရလမ်းကြောင်းဖြစ်တဲ့မြို့ရွာများမှာတော့မြေစာပင်ဖြစ်ခဲ့ရတယ်။ရွှေကျင်းမြို့လေးပေါ်သို့မဟာမိတ်တက်မှလေးရင်များဘုံကျဲချခဲ့လေတယ်။ အဆက်မပြတ်ကျလာတဲ့မီးလောင်ပုံတန်းကြောင့်တိုက်တာအဆောက်အုံများမှမီးတစ်ပျက်စီးခဲ့ရလေတယ်။ကိုမြတ်ဆောင်ကိုမြတ်ဆောင်ထောက်အောင်ရှင်။ကိုမြတ်ဆောင်ကတော့ဘုံသက်များကိုမကြားသည့်အလားနှိမ့်ချိုက်စွာနဲ့အိမ်မောကြနေစဉ်သူစဉ်မှာတော့ကိုသိန်းအောင်ကတိုက်ကြီးပေါ်တဲ့ကိုရောက်ရှိလာတယ်။လေရန်ကြောင့်တမြုပ်လုံးမီးအမောင်ချထား၍ပတ်ဝန်းကျင်မှာတော့မဲမောင်နေခဲ့လေတယ်။ကိုသိန်းအောင်ကအိပ်ပျော်နေတဲ့ညီဖြစ်သူမြတ်ဆောင်အားကြည့်လိုက်တယ်။ပြီးတော့ခဲမဖြစ်သူမြင့်မြင့်လေးအား မေးလိုက်နေတယ်။ညီလေးတောက်ထားသေးလားမမေ။ဟုတ်ဟုတ်ကဲ့အကိုကြီး။ကိုသိန်းအောင်ကတပြင်းချလိုက်မိရဲ့။ကလေးနှစ်ယောက်ရောမမေ။အိမ်ခန်းထဲမှာရှိတယ်အကိုကြီး။ဘုန်းတော်နေကြရရနိုးနေတာ။အကိုကြီးညီတာမနိုးနေတာ။ဘူးလိုက်ရင်ဘာမှမသိတော့ဘူးလေ။အေးဟုတ်ပါ။ဒီလောက်ဘုန်းတွေကျင်းနေရတော့မှဒီကောင်အိတ်နိုင်နေ။ညီဖြစ်သူရဲ့လက်မောင်းကိုကန်၍ကိုသိန်းအောင်ကလုံနိုးနေရတယ်။ညီလေးမြဆောင်ထထထ မာမိတ်လေးနေဘုံချင်းနေသည်ပြေးကြမှာဖြစ်မှာကွအဲ့ချင်မူတူနဲ့ကိုမြဆောင်ကထားလာခဲ့တယ်ဟုတ်လို့လားကိုကြီးဟာဒီပမာစတာတွေကိုဘသူကနိုင်အောင်တိုက်မာတယ်လေမဟုတ်တာပြီဗျာမျက်လုံးစုံမိတ်ပြီးတော့မြဆောင်ကပြောချင်အောင်ပြောနေတော့တယ်အဲ့ချင်မှာပဲဘုံကြတံများကြားလိုက်ရတယ်မြေကြီးများတိတ်ကနေတုန်ခါသွားတော့တယ်လက်နဲ့ကြည်တဲ့ဘုံတံများကကြောက်ခမန်းလီလီပြန့်လွင့်လာခဲ့တယ် ကိုမြဆောင်ကငံမီးနေရာမှာဗတင်းတကအပြင်ဘက်ကိုကြည့်လိုက်မိရင်ကောင်းကင်မှာဘုံကျဲနေတဲ့လေရင်ပြန်များကိုသူမြင်လိုက်ရတယ်။ကိုမြဆောင်အမှုပြေသွားလိတော့တယ်။အာအကိုကြီးကောင်းကင်မှာမမဲကိုလှုပ်နေရပဲ။ဟုတ်တယ်ညီလေးမာမိတ်လေးနေပဲသူပြေးမှဖြစ်မယ်။မင်းကိုနိုးနေရတဲ့အတောက်ကိုအချိန်လစ်သွားပြီ။ဘုံကျတဲ့နေရာမြို့လေလိုက်ပါရမယ်။ငါလည်းအချက်ပေးတန်ကြောင်ကြားရလို့တော့မဟုတ်ဘူး။ဘုံကျတဲ့လေရင်တနေကြားမှာနိုးလာခဲ့တာ။ ငါကမင်းတို့ပြီးထင်တာကွာအပေါ်ရောက်မှမင်းမှုပြီးတော့အဲ့နေမှန်သိရတာကိုသိန်းအောင်ကခတ်အုပ်ပြောလိုက်တော့တယ်အရက်ရှင်ကခဏသာကြောက်စိနေရောထွေးသွားတော့တယ်ခဏကြာတော့အရက်ရှင်ပြန်ထက်လာတော့တယ်သူ့မျက်နှာမှာတော့ကြောက်စိတ်တွေကလွင့်ပြဲသွားပုံရတယ်မကြောက်ပါနဲ့အကိုကြီးဟာမဟာမိတ်တွေဘလို့ပဲဝိုင်းဖြူဖြူဂျပန်မစရာတွေမဖြူပါဘူးအကိုကြီးမယုံရင်ကြည့်နောက်ဆုံးကြတော့နေမျိုးနဲ့မစရာတွေပဲအနိုင်ရမှာ ရေဖြစ်သူများဆောင်ရဲစကားကြောင့်တိတ်အောင်ရင်ထဲမှာတော့မျိုးချစ်စိတ်များတဖွာဖွာနဲ့ယိုကျလာခဲ့တယ်။ဒေါသကြောင့်တုံလို့စစ်တီးကကင်းမဲ့ခဲ့တော့တယ်။တော်ဆန်းမှမြဆောင်ရ။မင်းဂျပန်ကြီးကဟဲ့လောက်ဟန်လေးတွေထုတ်နေကြတာပါ။ကပစစ်မျက်နှာမရောမြမစစ်မျက်နှာမရောအရေးမလာတော့လူတိုင်းမနေကြတာပဲ။အခုဂျပန်မျိုးမြမတက်မလို့နဲ့ပျောက်ကြားတော်လင်းတပ်သားတွေကတိုက်နေလို့အတော်များများကြာဆုံးကုန်ပြီ။ဂျပန်တပ်တွေစုတ်နေတာမင်းအမြင်ပဲ။ ဒါကနည်းနည်းပါအကူရာစောက်ဖွက်စရာမရှိတာကိုသိန်းအောင်ရဲ့ဒေါသပောက်ကွဲလူနေနေဖြစ်နေတယ်မဲ့အကူကြီးမှုစိတ်ကိုချုပ်တီးနေရတယ်ထားပါတော့ကွာအခုအရေးကြီးတာငါတို့မိသားစုဘေးကင်းရဘုန်းကိုချင်းနဲ့ကိုရောက်ဖို့မလားပြီးတော့ကလေးညက်ကိုမင်းတယောက်ငါတယောက်ခေါ်ပြီးတော့ဘုန်းကိုချင်းနဲ့စင်းကြစို့ကိုသိန်းအောင်က တိုက်ကြီးပေါ်ရရှိမြားဆောင်အခန်းထဲကိုပြေးဝင်သွားတယ်မြားဆောင်လည်းဘာမှမပြောတော့ပဲအိမ်ခန်းထဲကိုပြေးဝင်ခဲ့တော့တယ် ိမ်ခဲနေရှိကလေးနှစ်ယောက်မှာတော့ကြောက်လွန်ပြီးတော့တယောက်နဲ့တယောက်ဖက်ပြီးတော့ငိုနေကြတယ်။ရင်ရင်နဲ့ကြည်ကြည်လာလာလာတယောက်ကဖေကြီးကြောက်ကုန်မတက်တယောက်ကမင်းဖေကြီးကြောက်ကုန်မတက်နော်ဟုတ်ကဲ့ပါပါဟုတ်ကဲ့ဖေကြီးရင်ရင်ခင်ကဖားခင်ဖြစ်သူကြောဘော်ကိုအပြေးလွာတက်နေတော့တယ်အငယ်မှကြည်ကြည်စင်ကတော့ဖားခင်ကိုများဆောင်ရဲ့ပခုံးကိုအလူရဲ့တက်နေတော့တယ်ရင်ရင်ခင်ကဆယ်နှစ်အရွယ်ဖြစ်ပြီးတော့ကြည်ကြည်စင်ကတော့ကိုနှစ်သမီးအရွယ်ဖြစ်တယ် အခန်းထဲကိုမြင့်မြင့်လေးဝင်ရောက်လာခဲ့တယ်။မောင်ဝါဝါအလင်းရောင်အောင်မှာတော့ဗီဒီယိုကိုဆော့ဖွင့်လိုက်တယ်။ဗီဒီယိုထဲကနေပစူဟောင်းပြေအုပ်ထားတဲ့အထုပ်ကိုကိုမဆလွယ်တန်းချီနှောင်းလိုက်တယ်။တာကြီးပေါ်ရာမှာအလုံးစင်းခဲ့ကြတော့တယ်။တိုက်တကားကိုဖွင့်ပြီးတော့လမ်းမပေါ်ကိုထွက်လာခဲ့ကြတယ်။မီးလောင်ပုံများကြောင့်တချို့နေရာများမှာတော့မီးများလောင်လျက်ရှိနေတယ်။ဘုံထံမှာပြေလွာတိတ်ဆောင်လာတဲ့လူအုပ်စုကိုတွေ့ရလေတယ်။ကိုသိအောင်ကလူအုပ်စုအကြီးနဲ့ နီနဲ့ခင်မအဖြစ်သူကိုပြောလိုက်လေတယ်။ငါတို့ဒီအုပ်စုနောက်ကိုလိုက်လို့မဖြစ်ဘူး။ခြံနောက်ဘက်ကပပြီးတော့ဘုန်းကိုချင်းနဲ့သွားမှဖြစ်မယ်။ဘာဖြစ်လို့လဲကိုကြီး။ကိုမြဆောင်ကမေးလိုက်လေတယ်။ခြံနောက်ဘက်မှာတစ်ပင်အုပ်တရအုံဝိုင်းနေတာမလား။တစ်ပင်တွေကလမ်းတစ်လျှောက်လုံးမှာအုပ်ဆန်းနေတော့တော်ရုံလေးပေါ်ကမမြူဘူးပေါ့။ဟုတ်တယ်ကိုမြဆောင်ခြံရှိဘက်ကနေပြင်းရင်တော့လေရင်အန္တရာယ်ရှိတယ်။ဘာဖြစ်လို့လဲဆိုတော့သူတို့ပြင်းနေရလမ်းမပေါ်မှာ ပြီးတော့တက်ပင်လည်းမရှိတော့တလင်းမြင်နဲ့ပြေးတယ်လို့ဖြစ်နေတယ်။မမေရဲ့နင်းကလည်းအကူကြီးလိုနေရာတကာစီစားကြောင်လုံးနေ။ခြံရှိဘက်ကပြင်လမ်းကတူတယ်။ခြံနောက်ဘက်ကပြင်တော့ဘုံကိုချင်းစီကိုရောက်ဖို့မဝဲဘူးလား။ကိုမြဆောင်ကဇနီးဖြစ်သူကိုကြည့်ပြီးတော့ပြောလိုက်လေ။မင်းရလေကွာ။ဒါစီစားကြောင်တာမဟုတ်ဘူး။အန်ရရှိတာတက်ပြတာ။ဘာပဲလလို့တတိဆိုတာပိုတယ်မရှိဘူးလေ။အဲ့လိုကိုသိမ့်အောင်ပြောနေစင်မှာပဲ။လင်းပြန်နစီက ခနဲ့နဲ့ကိုပြန်တန်းလာလေတယ်။မကြလိုက်ပါ။လေနစည်းပေါ်ကနေဆက်တနတ်နဲ့ပြစ်ခတ်လေရောတယ်။လူအုပ်စုမှာတော့ကြောက်လန့်ပြီးတော့ခြေဦးတရာကိုပြေးခရရလေရောတယ်။မီးလောင်ပုံများကြောင့်ပြေးလွှားနေကြတဲ့လူစုမှာတော့ပြစ်ကွင်းတစ်ခုလိုဖြစ်နေခဲ့တယ်။လေရင်ပေါ်မှာဆက်တနတ်ဖြစ်ပြစ်ခတ်၍ပြေးလွှားနေကြသူတို့အတုံယုံထိမှန်ခဲ့လေတယ်။သွေးပြက်ခမန်းအော်ခိတံများကညရံကိုထိုးဖောက်သွားလေတယ်။ကိုသိန်းအောင်ကခြံနောက်ဘက်ကိုပြေးလေတယ်။ နောက်မှကိုမြတ်ဆောင်နဲ့မမင့်လေးတို့ပြေးလွှားခဲ့ကြတယ်။တက်ပင်တည့်ရိတ်များကိုအကာအကွယ်ယူပြီးတော့ခြံအတွင်းကနေထွက်ခွဲတော့တယ်။ဘုံခိုချင်းများမှလူနေခြံများနဲ့အနှဲငယ်အလံဝင်းနေပဲနေရာများမှာတူထားခြင်းဖြစ်လေတော့တယ်။အင်္ဂလိပ်စလုံးအယ်ပုံတန်းတူထားပြီးတော့အပေါ်မှာအမိုးမိုးပြီးတော့မျက်များမြေကြီးများနဲ့ဖုံးအုပ်ထားခဲ့တယ်။လိန်ပေါ်မှာကြည်လင်တော့တူချင်းကိုမမြင်နိုင်စေရန်ဖြစ်တယ်။နေရာဘုံခိုချင်းတွေကိုကိုသိအောင်တို့မိသားစုကအားလုံးဆင်းခဲ့ကြလေတယ်။ ကိုသိမ့်အောင်ကနောက်ဆုံးမှဝင်လိုက်လာရင်နဲ့တတိပေးလိုက်တော့တယ်။အမီးရှည်တွေတတိထားတော့အမီးရှည်စုဒီမှာတော့မွေကိုခေါ်ချင်းဖြစ်နေတယ်။ဒေတာတလေအရာနတ်နေခေါ်ချင်းဖြစ်နေတယ်။တချို့တော့ဘုံခုချင်းတွေမှာတော့မွေကြိုက်တည်ဆုံးချင်းများလည်းရှိနေတယ်။ကလေးနူဦးဖြစ်တဲ့ရီရီခင်းနဲ့ជីជីစိန်တို့မှာတော့ဘုံတန်တနာတန်တို့ကြောင့်ထိတ်လန့်ကြောက်ရွံ့စွာနဲ့ငြိမ်သက်နေခဲ့တယ်။လင်းရည်တံများပျောက်ကွယ်သွားပြီးတဲ့နောက်ပြစ်ခတ်တံများငြိမ်ကျသွားတော့တယ်။ခဏအကြာမှာတော့ ေချောင်းရံကင်းရှင်ကြောင့်အုပ်အောတန်နဲ့တန်ချောင်းခောက်တန်တို့ထွက်ပေါ်လာခဲ့တယ်။ဘုန်းခိုကျင်းထဲမှာကိုသိန်းအောင်တို့မိသားစုလည်းထွက်လာခဲ့တယ်။ကိုမြဆောင်ကကျဲဥတောင်များခရမ်းကျင်ကောပြီးစတဲ့အသီးနှံမျိုးစုံတို့ကိုလဲနှစီပေါ်ကိုတင်လိုက်တော့တယ်။မြမြလေးကကျန်ခဲ့တဲ့ရွှေဖြုံသီးတောင်ကိုလဲပေါ်တင်လိုက်တယ်။ကိုသိန်းအောင်ကတော့သီးနှံတောင်များကိုနေရာတကျပြုပြင်လိုက်တယ်။အသီးနှံတွေတင်ဖို့ကြံသေးလားမြမြ။ကိုသိန်းအောင်ကမေးလိုက်လေ။ မကြံတော့ဘူးအကိုကြီးဟေးကီမီနိုင်ကဘူကြီးစုစုကြီးအတွက်နွားတို့ပလင်ကြံခဲ့အောင်မယ်ကိုမြဆောင်ကဇနီးတဲ့အားလမ်းရွေပြောလိုက်တယ်နွားတို့ကခလင်းယောက်တွေချန်ထားခဲ့တာမလားမဟုတ်ဘူးမမေခလေးတွေမတောက်ရတာအရေးမကြီးဘူးငါရဲ့နေပူမစတာဘူကြီးစုစုကြီးတောက်ဖို့ကအရေးကြီးတယ်လေကိုမြဆောင်အားကိုသိန်းအောင်ကကြည့်လိုက်တယ်ပြီးတဲ့နောက်မေဟာမဟုတ်သေးပါဘူးမြတ်ဆောင်ရာကို့တာသမီးတဲ့ဂျပန်ဘိုးအထွတ်များထားရတယ်လို့ကွာ အခုကျွန်တော်တို့စီးပွားဖြစ်နေတာနီပိုမစတာဆူဆူကီရဲ့ကျေးဇူးကြောင့်မလားသူကြောင့်မြို့ပေါ်မှာရှိတဲ့ဂျပန်တပ်တွေအတွက်ရိတ်ခါပို့ရတယ်မလားအဲ့ဒါသူကျေးဇူးပဲအကိုကြီးဟွဒါပေမဲ့ဆူဆူကီဘာမှမလုပ်နိုင်တဲ့ဒီနေ့ကျရင်တော့မြတ်ဆောင်တို့ကကျေးဇူးရှင်အသည့်ထပ်ရှာရမှာပဲအဲ့တော့ကျွန်တော်စီးပွားဖြစ်အောင်လုပ်ပေးနိုင်တဲ့ဆူဆူကီမစတာကိုအလေးပေးဆက်ဆံရမှာပဲဗျကိုမြတ်ဆောင်ကအမျိုးသားရေးစိတ်ဓာတ်လည်းမရှိမမရဲ့တာသမီးပေါ်မှာလည်းဖားခင်စိတ်လည်းမရှိဘူး ူရဲ့ကောင်းတဲ့မှာမြင်သူတည်တည်ငတိမာလင်ပြီးရောဟုတဲ့စိတ်တက်ရှိတယ်။ညီဖြစ်သူမြဆောင်ကိုစိတ်ပြက်စွာနဲ့ကြည်နေမိရဲ့။ကိုသိန်းအောင်မှာတော့ညီဖြစ်သူရဲ့စိတ်တက်ကိုသိချပြီးထပ်မပြောတော့ဘူး။မမေ့လေးမှာတော့တိုက်ကြီးအတွင်းကိုဝင်ရောက်သွားခဲ့တယ်။ခဏအကြာမှာတော့နွားနုပလင်ကိုကင်ပြီးတော့မမေ့လေးပြန်ရောက်လာခဲ့တယ်။ရော့ကိုမြဆောင်မမေ့လေးရဲ့လက်ထဲကနွားနုပလင်ကိုကိုမြဆောင်လမ်းယူလိုက်ပြီးတော့သွားကြစို့အကိုကြီး။ကိုသိန်းအောင်တို့ညီကိုနှစ်ယောက်ဟာလက်တစီကိုမောင်းထွက်လာခဲ့ကြတယ်။ ဟဲ့နွားဟဲ့နွားဟိုတက်တက်သွားပါတော့လားဟွန်းဟွန်းငါတော့မြို့တောင်ပဲရှိကီမီတိုင်းရုံးမှာနေဝင်းတစိတ်ဂျပန်အလံမှာတော့တလူလူလွတ်နေခဲ့တယ်လဲပေါ်မှာတော့အသီးနှံเจ้าများကြက်ဥနွားတို့เจ้าများကိုကိုမြဆောင်ကထမ်းချပြီးတော့ကီမီတိုင်းရုံးအတွင်းကိုထမ်းဝင်ခဲ့လေတယ်ကိုသိန်းအောင်ကတော့လဲနစီဘော်ကရိတ်ခါတော်များကိုချပေးလေတယ်ရုံကအတွင်မှာတော့ဖိုကြီးစုစကီကိုမတွေ့ရပြီ။ကိုမြဆောင်ကနွားနို့ပလင်းနဲ့ကြက်ဥများကို ိုကြီးစုစကီရဲ့စပွဲပေါ်ကိုတင်ပေးလိုက်တော့တယ်။ရုံကန်အတွင်မှာတော့တက်ကြကြီးတူနဲ့တက်သားနှူးကိုသာတွေ့ရလေတယ်။ဂျပန်တက်တက်ကြီးကာတာရုကပြုံးရွေကြည့်နေတယ်။တကာရုသည်မြန်မာစကားကိုကောင်းစွာပြောဆိုနိုင်တယ်။ဘိုကြီးမရှိဘူးမြတ်စွာ။ဘယ်တော့လာလဲတာရုဆန်။မြို့ရဲပွဲရုံပိုင်ရှင်တေခဆန်စီကိုဆန်သွားတယ်ပါတယ်။မကြခင် ပြန်ရောက်လာမှာပါ။ကျောင်းနဲ့နွားတို့ကဘိုးကြီးတွေ့လာမြတ်ဆောင်စံဟုတ်တယ်ရုံကအတွင်မှာကိုမြတ်ဆောင်ပြန်ထွက်သွားခဲ့တယ် အကိုကြီးပြန်ချင်နေပြီလားရိတ်ခါပို့ပြီးပြီပဲပြန်ကြမယ်လေအနာအချက်နေမှာတီးနံလိုက်ကြရအောင်မလားအကိုကြီးကဘူဂျီစစ်ကြီးရောက်တဲ့အထီကိုစောင့်မဖြစ်မှာပြီးတော့လိုတဲ့ရိတ်ခါတွေကိုဘယ်ဟုပို့ရမယ်ဆိုတော့ဘူဂျီစစ်ကြီးပဲတိရလေတကြကြီးကိုမေးလဲဖြစ်တယ်မလားမဖြစ်ဘူးအကိုကြီး तू ကလုပ်ငန်းသဘောအရာပဲပြောတာကိုကိုတိုင်လာတွေ့မှဖြစ်တာမျိုးရှိသေးရဲ့လေကိုမြဆောင်ကအတန်ခတ်အောင်နဲ့ပြောလိုက်လေဒါဆို ငါအပြင်မှာဒီလိုငုတ်တုတ်ထိုင်ဆောင်နေရမှာလားရုံငန်းထဲမှာထိုင်ဆောင်ပါလားလာလေကိုနေနေနေငါဘာသာလဲပေါ်မှာထိုင်နေတော့မယ်မင်းဘာသာမင်းစောင့်ချင်လဲစောင့်မင်းတော့ထပ်ပြီးတော့ကိုမြဆောင်မခေါ်တော့ဘီကိုသိန်းအောင်ကမဖြစ်မနေမှုသူ့ညီနဲ့တွေ့ပြီးတော့စီပါရီလုံနေချင်းဖြစ်တယ်တကယ်တော့မိဘအမွေကိုနူဦးသားမခွဲဝေသေးကိုသိန်းအောင်ကအိမ်တော်ပြတ်တူဖြစ်တယ်သူ့ဇနီးနဲ့ကွာရှင်းပြီးတော့သမီးလေးရီရီခင်ကိုခေါ်ထားလိုက်တယ် ညီငယ်မြဆောင်နဲ့အတူနေပြီးတော့ဒူးဒူပေါင်းမဲ့ရှာဖွေစားတော့လေတယ်။ကိုသိန်းအောင်ကဇနီးတဲ့နဲ့ပြဆဲပြီးတော့မိဘအမွေဆိုင်အိမ်မှာပြန်နေခဲ့တယ်။ဒါကလည်းအမွေမက်ရင်မဟုတ်ပေ။ကိုသိန်းအောင်မှာတော့ညီငယ်မြဆောင်တူတာရှိ၍ဆွေမျိုးရင်းချာနေပါလာတယ်။ဒါကြောင့်မဲ့ညီကွန်းဦးဟာစီစီယုံနေချင်းသာညီဖြစ်သူများဆောင်ကလည်းအကူကြီးမှုအဖရာထားခဲ့တယ်။ခဲမဖြစ်သူမြင့်မြင့်လေးကလည်းရိုသေးကျွန်းနုံနေ။ကလေးလေးတွေကလည်းကိုသိန်းအောင်ကိုချစ်ခင်ကြတယ် ရေဖြစ်သူကကိုသိန်းအောင်လို့အရရာတီးမခံတန်းလူတွေကိုစီးပွားရေးအရပဲပေါင်းတင်နေကုံကုံပြောရရင်တော့သမီးနေမိမကိုပဲငွေထက်ပုံမချင်းနိုင်ခဲ့ပြီကိုမြဆောင်ကလောကကြီးမှာငွေကိုသာအထွတ်မြတ်ထားခဲ့တယ်သူအကျိုးရှိမင်းဆိုရင်မင်းတို့မျက်နှာကိုမြမထောက်ထားခဲ့ပြီအင်္ဂလိပ်ဦးစိုးစင်ကအင်္ဂလိပ်ကိုသူကသခင်ကြီးတွင်တွင်ခေါ်တယ်သူ့အတွက်ဝင်ငွေလမ်းဖြောင်းခဲ့တယ်ဂျပန်စစ်တပ်ရောက်တော့မာစတာတွင်တွင်ခေါ်ကား ဝင်ငွေလန်ဖြန့်ပြူအောင်လို့သူပေါင်းတော်တယ်။ဂျပန်ခေတ်မှာတော့လူတော်များများစီးပွားရေးကြက်တဲကြတယ်။ဒါပေမဲ့ကိုမြဆောင်ပါဝင်ချင်းမရှိခဲ့ပေ။ဒါကိုအမျိုးသားရေးစိတ်ဓာတ်ရှိတဲ့ကိုသိန်းအောင်ကဘဝင်မကြခဲ့ပေ။ကိုသိန်းအောင်ရဲ့အတွေ့အကြုံပြန့်လွင့်နေစင်ပါပဲ။ဂျပန်စစ်တုံးလော်ရီကားကြီးတစ်စင်းဟာထိုးဆိုင်လာတယ်။ကားပေါ်မှာတော့ဂျပန်စစ်သားများစံအိတ်များနဲ့အခြားသောရိတ်ခါများဖြစ်တဲ့ကျက်ဝဲပဲအကောင်အရှင်များပါလာခဲ့တယ်။ကားပေါ်မှာဂျပန်ဘုံမူတူနဲ့ဘိုဂျီဆူစကီ ဂျပန်စကားပြန်မောင်ဦးတို့ဈေးလာကြတယ်ဘိုးမူကလဲပေါ်မှာထန်နေတဲ့ကိုသိန်းအောင်ကိုကြည့်ပြီးတော့ဂျပန်လိုမေးလိုက်တော့တယ်စကားပြန်မောင်ဦးကဂျပန်လိုပြန်ပြောလိုက်တယ်ဘိုးကြီးစစ်စစ်ကလက်ခံပြီးဂျပန်စစ်သားများကိုကားပေါ်မှာပစ္စည်းများအားဂူရောင်ထဲကိုထည့်ခန်းလိုက်လေဘိုးကြီးစစ်စစ်ကကင်မရာရုံးခန်းအတွင်းကိုဝင်သွားလေတော့တယ်တက်ကြကြီးတာကာရုနဲ့ရဲဘော်တို့အလေးပြုလိုက်ကြတော့တယ်ရောက်နေတာကြာပြီလားမှတ်ဆောင်စမ်းဟိုက် မတ်စတာဟိုက်ဟိုက်မြဆောင်ကပြပြတလဲပြောတယ်ကျဲဥနဲ့နွားတို့မတ်စတာအတွက်ပါလာပါတယ်ကောင်းတယ်ကွာကောင်းတယ်နေပွန်တက်မလို့အတွက်ရိတ်ခါကောင်းကောင်းပို့ပါဟိုက်မတ်စတာကျေးဇူးအများကြီးတင်ပါတယ်နေပွန်မတ်စတာလိုတာရှင်ကျွန်တော်ကိုပြောပြပါ ကိုမြဆောင်ရဲ့မျက်နာက ပြားရည်စံထားတဲ့အလားရှိနေခဲ့တယ်။တကြကြီးတကာရုဆန်ဟိုက်မတ်စတာ ။များဆောင်ဆန်ကိုပတ်စံကောင်းကောင်းပေးပါ။တကြကြီးဒါကာရူဆန်ကငွေများကိုရေးတွက်ပြီးတော့ဂုံဒီအိတ်တစ်ခုနဲ့ထက်လိုက်နေတယ်။များဆောင်ဆန်ပတ်စံကိုရေးတွက်စစ်ယူပါ။ရွံပါတဲ့ဒါကာရူဆန်တောင်းဝင်ပြုပါဦး။ဘိုဂျီဆူစကီကိုအကျိုးသေးပေးပြီးတော့ပတ်စံအိတ်ကိုထန်ကများဆောင်ထွက်လာခဲ့တယ်။ပတ်စံအိတ်ကိုများဆောင်လဲဖို့တင်လိုက်တယ်။အဲ့ဒီအချိန်မှာတော့ ဂျပန်စစ်သား၄ယောက်နဲ့စကပြန်မအူတို့လဲနာကိုရောက်လာခဲ့တယ်။ကိုမြဆောင် ကျုပ်တို့လဲကြုံလိုက်ပြရစီ။ဟာပြောဖို့လိုသေးလားကိုမအူရတက်ကြလေ။ကိုမြဆောင်ရဲ့လဲဘော်ကိုသူတို့အားလုံးတက်လိုက်ကြတယ်။လဲကိုကိုမြဆောင်မောင်းနေထွက်ခွာလိုက်တော့တယ်။ကိုသိန်းအောင်ကညီဖြစ်သူလဲနောက်ကနေကပ်ပြီးတော့လိုက်လာခဲ့တယ်။လဲမောင်းကြီးကနေမြဆောင်ကမေးလိုက်လေ။ကိုမအူတို့ဘယ်ချီလိုက်ဖို့ပြရမလဲ။ ရတယ်ကိုမြဆောင်။တောင်ကွက်လေးထီပဲပို့ပါ။ခမရတို့ဂိဟိထများပါမယ်။ရပါတယ်ကိုမောင်ရ။ကျွန်တော်တို့လည်းဘာမှအလုပ်ရှိတာမှမဟုတ်တာ။ဘယ်လိုလိုက်ပို့ရမလဲပြော။မြို့ထွက်တာယာယီစီးရုံနာကခြံကိုသွားမလို့ပါ။တိတ်ဝေးတာမှမဟုတ်ပဲ။လိုက်ပို့ပေးပါမယ်။ဘာကိစ္စလဲဗျ။ကိုမြဆောင်ကစကပြန်မအူအာမေးလိုက်လေခမရလူရင်းဆိုတော့ပြောရမှာပဲ စီးရုံနဲ့မနီးမွေးမှာခြံကြီးတစ်ခြံရှိတယ်။သိတယ်ကူမောင်ခြံထိပ်မှာလူနှစ်ဖက်စာတင့်ညူပင်ချင်းရှိတယ်လေ။ဟုတ်တယ်ဗျ။ပြောရရင်တော့တပြမရင်းကောင်တကောင်ဖမ်းမလို့ဗျ။ထိုစင်မှာပဲနောက်လေကနေကိုသိန်းအောင်ကလမ်းမေးတယ်။ညီလေးငါတို့ဘယ်အထိသွားရမှာလဲ။ကိုမြဆောင်ကနောက်ကိုလက်ကြည့်လိုက်နဲ့မြို့ထွက်ရည်စီးရုံနောက်ကိုသွားမှာကိုကြီး။ကိုသိန်းအောင်ဘာမှမပြောတော့ပဲလဲကိုစင်မောင်းလာခဲ့တယ်။ ဒါနဲ့ဒီဓမြတခြားနေရလားပြောရရင်တော့ဒီနေသားပဲဗျမြို့ဘကတော့မဟုတ်ဘူးထွေဆုပ်ရွာကဒီကောင်ကကာလတံမိုး၅သိန်းကျော်တန်းစိန်ရွှေရနာထုတ်ကိုရထားတယ်ဗျစိန်ရွှေရနာဟူသောစကားကြောင့်မြန်ဆောင်ရဲ့မျက်လုံးတွေကအယောင်တက်လက်လက်တပ်ပသွားတဲ့အောင်ထင်ရတယ်ဟုတ်လားအတော်များတာပဲကုမအူဟူကောင်ကပုတ်ရည်သေးလားမသိဘူးဗျကျွန်တော်ကဒီတရင်ကိုချက်ပြီးမှပဲ ဘောကြီးစစ်စစ်ကိုတည်င်းပေးထားတာဒါဆိုဒီကောက်ကိုဖမ်းပြီးစင့်တော့ရန်နာပစ္စည်းတွေဘယ်မှာထားတယ်ဆိုတာသိရမှာပဲဒါပေါ့ကိုမြဆောင်ဒါအကွက်ပဲဗျကျွန်တော်တို့တော့ဘယ်လိုလုပ်ရင်ကောင်းမလဲอืมဒီကောက်ကိုတစ်ဖက်လဲစီယုံပြီးရင်တော့တက်ပေါ့ဗျာချက်ချင်းတော့ကီပရင်လက်တွေကိုထက်မတန်နဲ့ဗျကိုမြဆောင်ကပြောလိုက်လေခမားပေးတဲ့အကြံကကောင်းတာပဲမီးစင်ကြီးကားကြတာပေါ့ဟိုရှိရချမ်းမဲမလားကုမအောင် သေးကြတာပေါ့ဗျာခြံထဲကိုတခါလေဒုံမဝင်လိုက် ကျွန်တော်ကျွန်တော်လှုပ်သွားမယ်ကိုမြဆောင်ကနွားလေးကို ထုံမောင်းပြီးတော့ဝင်လိုက်လေနောက်ကကိုသိန်းအောင်ကလည်းလှိုက်ပြီးတော့ဝင်ခဲရလေတယ်စကပြေမောင်ဦးနဲ့ဂျပန်စစ်သားလေးယောက်ကအိမ်လေးအတွင်းဝင်ပြင်းဝင်သွားတယ်ခဏကြာမှတော့လူကြောက်ကိုလက်ပြန်ကျိုးတုပ်ပြီးတော့ခေါ်လာခဲ့လေဟဲ့ကောင်ညံလင်းလဲဘော်တက်စံညံလင်းကလဲဘော်အတက်မြဆောင်ကလဲဘော်ကိုဆွဲတင်တယ် ဘယ်မရမလဲကုမအူကီဗရန်ရုံးကိုလာရုံးမတော်သေးဘူးကုမြဆောင်ယာယီစည်းုံမှာဓမြတယောက်စည်းုံတက်နေတယ်ဆိုတော့ဒါကလည်းပြောရရင်တော့အရှိကြီးပဲကြအဲ့ဓမြကလည်းအရေးကြီးတယ်နေပုံတက်မလို့ ਨੇ ပတ်သက်တဲ့ဇာရွက်ဆန်းတဲ့တချို့သူရသွားတယ်လေဗျာဒီလိုဓမြတယောက်လက်ထက်မှာဘယ်လိုဇာရွက်ဆန်းတဲ့နေရောက်သွားတာလဲဗျမဲကြီးဆိုတဲ့ဓမြအကြောင်းခမရကြားမှုမှာပါသူကအုပ်စုကောင်းတယ် ငွေသာရရင်တော့ဘသူမှချမ်းသာပေးတာမဟုတ်ဘူးဖြစ်ပုံကတော့ကျုံငုံရွာကနီပူမာစတာတယောက်ရဲ့ဇနီးအိမ်ကိုတမျက်ဝင်တရားနေရသွားခဲ့တာပဲစီရဲ့ချက်လက်တော့မဟုတ်ဘူးဗျအင်္ဂလိပ်စစ်တပ်ရွှေဝက်မြုံနှံထားတဲ့ရတနာမျိုးကိုရသွားတာလို့ပြောတာပဲတတိယမလွတ်လာကုန်မအောင်အတိအကျတော့ပြောမရအောင်ကီမရန်ရုံးမှာစစ်တာဘလို့မှမဖော်ဘူးဒါနဲ့ပဲဒီလူမကျဲမမာဖြစ်လာလို့စေးုံတင်းလိုက်ရတာထိုစင်ပါပဲ လေချောင်းရံအချက်ပေးတဲ့နေကိုကြားလိုက်ရတော့တယ်။မရှိမနှောင်းမှပဲမဟာမိတ်စစ်လေရင်နေကိုကိုမြဆောင်တို့လူစုတွေ့လိုက်ရတယ်။လဲကိုရှိရတစ်ပင်အုပ်ထဲမှာမောင်းသွင်းမှာကိုမြဆောင်။နောက်ကျရင်ကျွန်တော်တို့အတွက်မလွယ်ဘူးဗျ။စကပြဲမောင်ဦးကစိုးရင်တကြီးပြောလာခဲ့တယ်။လဲကိုတစ်ပင်အုပ်ထဲမောင်းသွင်းမှုကိုမြဆောင်ကအကူဖြစ်သူကိုသိန်းအောင်အားပြောလိုက်တော့တယ်။အကိုကြီးနောက်ကမမြမောင်းဝင်လာခဲ့။လင်းပြန်နေအုပ်လိုက်ပဲ။ကိုမြဆောင်က နီးရတစ်ပင်အုပ်ထဲကိုမောင်းဝင်လိုက်တော့တယ်။ကိုသိမ့်အောင်ကလဲကလက်မပေါ်မှာရှိနေစေ။လေရင်ပြန်များကနှိတ်ဆင်းလာပြီးတော့မဲမဲမြင်များကိုပြစ်ခတ်တော့ရင် ကိုသိမ့်အောင်ရဲ့လဲကစက်တနာကြည်စံများအောက်မှာအလူးလဲခံနေရတယ်။ကိုမြဆောင်တို့ကတစ်ပင်အောက်မှာမြင်နေခဲ့ရပေမဲ့ကူညီဖို့ဘလို့မှအခွင့်မတားခဲ့။ကိုသိမ့်အောင်ကနွားနှစ်ကောင်ကိုဘလို့မှထိမရခဲ့ပြီ။နွားများစက်တနာတံများကိုလှက်ပြီးတော့လမ်းမပေါ်ကိုပြေးဆွဲသွားခဲ့တော့တယ်။ ကျောင်းလန်တကြားဒွန်းတန်အော်မီတန်များပြန့်လွင့်သွားတယ်။နွားနှကောင်ဆက်တနကြီးစံမန်ကလဲကျသေးဆုံးသွားတော့တယ်။လဲကမောက်ပြီးတော့ကိုသိန်းအောင်ရဲ့ခန္ဓာကိုယ်ဘဝပြိကျသွားခဲ့တယ်။မင်းမင်းသမီးပြစ်ခတ်ပြီးတော့လေရင်ပြန်များပျောက်ကွယ်သွားတော့လေချောင်းရံကင်းရှင်းချောင်းအချက်ပေးတန်တွေထွက်ပေါ်လာခဲ့တယ်။လာပြားကူမအောင်ကျွန်တော်အခုတော့တေးပြီထင်တယ်။ခမားနီပူလူလဲကြည့်ပြောပါအောင်။စကပြဲမအောင်ကဂျပန်များကိုဂျပန်ဘာသာဖြင့်ပြောကြားလိုက်တော့တယ်။ လဲကတစားကြီးပက်ကြွေသွားသည့်တိုင်အပြက်စီအောက်ကနေကိုသိန်းအောင်ကိုဆွဲထုတ်ခရရတယ်။အာအကိုကြီးအကိုကြီးကိုသိန်းအောင်ကပြန်မထူးနိုင်ရှာရထားတဲ့တရားကြောင့်ညင်းညူနေရှာတယ်။စကပြေမအူကကိုသိန်းအောင်ကိုတေးချစွာကြည့်လိုက်တယ်။အခြားသောတရားများမရှိဘဲနဲ့ညဘက်မျက်လုံးပေါက်ထွက်နေတာကိုတွေ့လိုက်ရတော့တယ်။တရားမှာတော့တနတ်တရားကြောင့်မဟုတ်တစ္ဆာဇူးဝင်နေခြင်းဖြစ်တော်တယ်။ကိုမြဆောင် လက်ဝမြန်မောင်းခဲ့ဗျာစေးုံသွားကြမယ်ကိုမြဆောင်ကလက်ရှိရာကိုထွက်သွားတော့တယ်လက်ရောက်လာခဲ့တယ်လက်ပေါ်ကိုစကပြဲမဦးနဲ့ဂျပန်တပ်သားများကကိုသိန်းအောင်ကိုတင်လိုက်ကြတယ်ဟဲ့နွားဟဲ့နွားလက်ကိုကိုမြဆောင်မောင်းနှင်ထွက်လိုက်တော့တယ်ယာယီစေးုံကရှိုးချားမှတီထားခြင်းဖြစ်တယ်အမှန်စင်စစ်ဂျပန်တပ်သားများကိုကုသဖို့အတွက်တည်ထားခြင်းဖြစ်ပါတယ်။ကိုမြဆောင်ကျွန်တော်တို့တော့လွဲပြီဗျ။ ဘာလွဲရလဲကုမအူဟိုတမြောက်မဲကြီးတော့အခုနေမဲကိစ္စချောသွားပြီဗျတခုဆုံးရှုံးသွားပြီမဲတခုတော့ဝန်တာရမှာပေါ့ဗျာဘာဖြစ်လို့လဲကုမအူဆေးရုံမှာခမရအကိုကြီးကိုထားခဲ့ပါနေပွန်ဆရာဝင်းကြီးကခုနတည်သွားတဲ့တမြောက်မဲကြီးရဲ့မျက်လုံးကိုယူပြီးတော့အစားတို့ကြည့်မယ်ပြောတယ်ကင်မရာရုံကိုခမရကူညီခဲ့တဲ့ကြီးစုကြောင့်ခမရကိုပြန်ကြည့်ခဲ့တဲ့ဘောပဲဝန်တာလိုက်တာကုမအူရဒါဆိုရင် လဲဘော်ကတမျောက်ဘယ်လိုလုပ်မလဲကျွန်တော်တို့စီးုံမှာပဲထားခဲ့ရမှာပေါ့ဆရာဝန်ကြီးကတော့အ ਨੇ စုံ၁၀ရက်လောက်တော့စီးုံတက်ရမယ်ပြောတယ်တက်ရမှာပေါ့ဗျာအသက်မသေးသွားတာကိုပဲဝမ်းသာလာပါပြီအဲ့နောက်တမျောက်အားဂျပန်တက်သားများကလဲဘော်မှာဆွဲချထားခဲ့တယ်အင်ကိုကိုမြဆောင်စိတ်လက်မကြည်စွာနဲ့မောင်းနေထွက်ခွာခဲ့လေအဲ့နောက်ဆယ်ရက်ခန့်အကြာမှာတော့စီးုံကနေကိုသိမ့်အောင်ပြန်လည်ဆင်းလာခဲ့တယ်အကိုကြီး မျက်လုံးနဲ့ကောင်းကောင်းမြင်ရရင်နော်မင်းမြင့်လေးကမေးလိုက်လေမင်းရတာပေါ့မင်းမြင့်ဟာခါရင်ထက်တောင် ကြည့်ရတာပိုအဆင်ပြေတယ်ညဆောင်ရုံဘဲသွားလေအစိုးရပဲနီပိုမာစတာစီကိုထွက်သွားတယ်လေ ကောင်းကွာတိတ်ကူကောင်းတယ်ဟဲ့ဘာကောင်းတာလဲကိုကြီးနီပိုမာစတာရီနဲ့ကိုမြဆောင်ပေါင်းတာကစီးပွားရေးရပေါင်းတာပါအကိုကြီးမကြိုက်တာသိပါတယ်ခဲမဖြစ်သူကို ကိုသိမ့်အောင်စပြားမှခြေပြားအထိအဆအဆုံးကြည့်၍နေရတော်တော်လေးလာရင်နော်။အိုးအကိုကြီးဘယ်လိုစကားပြောလိုက်တာလဲ။မအမရစကားတွေပါရှင်။ဟဟမအမရဟုတ်လား။နေလလုံလုံမြတ်ဆောင်ဆိုတဲ့အကောင်တင်းကျုံရှာနေရပေါ့။ငါအနည်းကိုကြီးမဟုတ်ဘူး။ငါဘသူဆိုတာတော့နေနောက်တော့သိရမှာပေါ့။နင်းထင်တယ်လို့ငါဘာအလှမှမမော်နေရမဟုတ်ဘူး။ ကိုသိအောင်ရဲ့မျက်လုံးတွေကကြောက်စရာကောင်းလို့နေတယ်လို့ထင်နေရတယ်။မြမြလေးကတဖြည်းဖြည်းနဲ့တိုက်လီကအနီးစုပ်နေခဲ့တယ်။အခုနေနေသေးသွားရင်တော့မြဆောင်ဆိုတဲ့ကောင်ရင်ခွဲပက်လက်ကြံခဲ့မှာပဲနော်။ဒီကောင်ကအလားတော်မဲ့သား။ဟဲ။နေပြင်းလို့မလွတ်ပါဘူးဟာ။ရှင်ရှင်လူရုပ်မှာတက်တက်လုံးဖျားမလို့ကူးခွေလာတာ။ဖွတ်ထမှာတောင်မှုမှန်တိရတော့တယ်။တွားတွား အနားမကပ်နဲ့မြင့်မြင့်လေးကကျုံအောင်လိုက်တယ်။သူ့အတိုင်းအရင်စိတ်ဝင်နေတဲ့ကိုသိန်းအောင်ကတော့ရှေ့ကိုတိုးလာခဲ့တယ်။တောတောလူရောက်ပါပြီ။ကိုသိန်းအောင်ကခရုမဆိုင်ပဲရှေ့ကိုတိုးလာခဲ့တယ်။နေအေးအေးစစမနာမကျင်သိန်းအောင်လို့နေ့လင်ရှားထားတဲ့ပစ္စည်းတွေပဲမှထားလဲပြော။ဟမ်အဲ့လိုပြောတာငါတက်တာအေးအေးတက်တာဖြစ်စီရမယ်။ ရုတ်တရက်မြင့်မြင့်လေးကအပေါ်တက်ကိုတက်ပြေးလေတော့တယ်။မပြေးနဲ့။ပြေးလို့လွတ်မလား။ပြေးနဲ့။ကိုသိန်းအောင်ကအော်ခိနဲ့လေကားပေါ်ကိုပြေးလိုက်ခဲ့တော့တယ်။မြင့်မြင့်လေးကပြေးတယ်။ကိုသိန်းအောင်ကနောက်ကနေပြေးလိုက်တယ်။ကိုသိန်းအောင်ရဲ့မျက်နှာကိုပြေးရင်နဲ့မြင့်မြင့်လေးကြည့်လိုက်တယ်။ခါတိုင်းလိုရိုးသားအေးဆေးတဲ့မျက်နှာမျိုးမဟုတ်။လောဘရမဲ့ကြည့်တဲ့မျက်နှာမျိုး။ပြီးတော့သူ့ရုပ်ရည်မှာတော့ပြောင်းလဲနေတယ်လို့ထင်ရတယ်။ရှင်မအခန်းနဲ့ရန်ကာစီနေခဲ့ပြီ။ တင်းစရာမီကကျင်းပြောင်းသွားခဲ့လိမ့်မယ်လူလူရောက်ပါပြီသွားသွားကိုသိန်းအောင်ကလုံးဝဂရုမစိုက်ရှေ့ကိုတလန်ချင်းတိုးလာနေတယ်ကိုသိန်းအောင်ကမမြင့်လေးကိုလမ်းဆွဲလိုက်တယ်ထုရရင်နဲ့မမြင့်လေးရုန်းကန်တော့တယ်ရုံရင်ကရင်နဲ့ကိုသိန်းအောင်နဲ့မမြင့်လေးကစမ်းမြင့်ပေါ်မှာလုံထွင်းနေခဲ့တယ်။ဟေးဘာဖြစ်နေကြလဲ။စူးရှားတဲ့အော်ခေတန်နဲ့အတူကိုမြဆောင်ရောက်ရှိလာခဲ့တယ် အကိုကြီးဒါဒါဘာလုပ်တာလဲခမကြီးဘာလုပ်တာလဲငါ့ကိုအကိုကြီးလို့မခေါ်နဲ့ငါကမင်းအကိုမဟုတ်ဘူးကွငါနာမည်မင်းသိချင်လားကိုမြဆောင်ကဇေဝေဇဝါဖြစ်သွားကြရတယ်ခခမကျွန်တော်အကိုမဟုတ်ရင်ဘာတူလဲပြောခမကျွန်တော်အကိုမဟုတ်ရင်ဘာတူလဲသိချင်သေးချာကြည့်လေကွာငါဘာတူလဲဆိုတာကိုသိအောင်ကိုကိုမြဆောင်က စစ်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 ကြည့်လိုက်တယ် သူ့ရဲ့မြင်ကွင်းပြောင်းလဲသွားတယ်လို့ခံစားရတယ်။ကိုသိန်းအောင်ရဲ့မျက်နှာမှာပြောင်းလဲနေတယ်လို့မျိုးသူ့စိတ်မှာထင်လာတယ်။ကြည်ရင်ကြည်နဲ့သိန်းအောင်ရောက်ကပြောင်းလဲနေတယ်လို့ပင် ကြည်ရင်ကတပြမဲကြီးရဲ့ရုပ်ရည်ကိုမြင်အောင်လာလေ။ခခမ ्या ဟိုဟိုတမြပဲ။ဟုတ်တယ်။ငါတမြမဲကြီးပဲ။မင်းမမိတာပဲ။ငါတမြမဲကြီးလေကွာ။ပြောရင်ကတမြမဲကြီးရုပ်ရည်ပူပီးတလာတယ်။ခမ ्या ကျွန်မလူတက်ကောင်လူရုပ်မှာဟေးရုပ်မှာရာမင်းမင်းဟာမင်းအတွက်ကြိုးရှိမယ်ဆိုရင် တွေ့တဲ့လူကိုပေါ့ဘသူတည်ငတိမရင်ပြီးရောမိမပြူမတရားအုပ်ချုပ်နေတဲ့ဖက်စစ်တူခေါင်းရှူဝင်ပေါင်းနေတဲ့ကောင်မင်းကမှရုပ်မှာရာပြောရင်လည်းအနီးမတန်ရင်းတစ်ချောင်းကိုတွေ့သွားတယ်တရင်ကိုဆွဲယူလိုက်တယ်မင်းကိုငါတတ်မယ်ပြီးရင်မင်းမိမကိုငါတတ်မယ်ပြီးရင်မင်းရှာထားတဲ့ပစ္စည်းတွေနဲ့ ငါတထေးလုံမယ်။ကိုသိမ်းမောင်ကတန်ရင်းကိုမြောက်ပြီးတော့ရှစ်တိုးလာခဲ့တယ်။မြမြလေးဟာလူလဲထနေတယ်။အနီးမှာရှိတဲ့ခွေးချီတလုံးကိုဆွယူလိုက်တယ်။သူမှခွေးချီကိုတင်းတင်းဆုပ်လိုက်တယ်။ကိုသိမ်းအောင်ကတူရင်းဖြင့်ကိုမြဆောင်ကိုလမ်းရိုက်နေတယ်။ကိုမြဆောင်ကခေါင်းငုံရှောင်လိုက်တယ်။မြမြလေးဟာခွေးချီဖြင့်ကိုသိမ်းအောင်ကိုဝင်ရိုက်တော့တယ်။ကိုသိမ်းအောင်ကတူရင်းဖြင့်စီးပြီးတော့ခံနေတယ်။ မမဲမဲမဲကိုမြဆောင်က ကိုသိမ့်အောင်ကိုဝင်လုံးတော့တာပေါ့ကိုသိမ့်အောင်အငိုင်းမိသွားတယ်တန်နေရင်ကိုသူ့ဆွဲကိုဆွဲနဲ့လူနေကြတယ်အဲ့ဒီအချိန်မှာတော့မမြလေးကခွေးချစ်ဖြစ်အဆက်မပြတ်ဝင်ရိုက်နေတော့တယ်မိမတာအားဆိုပေမဲ့ထိချက်ကပြင်းနေကိုသိမ့်အောင်ခေါင်းမှသွေးများယူစည်းကြလာခဲ့တယ်သူ့လက်ထဲကတန်နေရင်လွတ်ကျသွားခဲ့တယ်တန်နေရင်ကိုကိုမြဆောင်ကမမရရဆွဲထားလိုက်လေတယ် ကိုမြဆောင်က ကိုသိန်းအောင်ရဲ့ကောင်းကိုမိမိရရရိုက်ချလိုက်တော့တယ်။အစောပိုင်းကလူစုကြီးရုပ်သွင်းကနေကိုသိန်းအောင်ရုပ်သွင်းကိုပြန်ပြောင်းသွားသလိုထင်ရတယ်။သွေးအံထဲမှာကိုသိန်းအောင်လဲကျနေရတယ်။တန်တရင်းကိုကင်ပြီးတော့ကိုမြဆောင်ယူကျုံးမရဖြစ်နေမိရတယ်။ကိုသိန်းအောင်ကအကြောဆွဲနေလေတယ်။ကြည့်နေရင်မှလေများတက်ခိုက်လာတော့တယ်။လေများကပို့ပြီးတော့တက်ခတ်လာခဲ့လေ။ခဏအကြာမှတော့ကိုသိန်းအောင်ငြိမ်သက်သွားတော့တယ်။ မယုံမရဲတူးနဲ့တူးကြိလိုက်မိကြတယ်။ကိုသိန်းအောင်ရဲ့ညာဘက်မျက်လုံးမှာတော့ပြန်လဲပေါက်ထွက်နေခဲ့တယ်။စမ်းကျင်လာတဲ့ဖြစ်ရကြောင်းကိုမြဆောင်တယောက်အံအားတက်နေခဲ့တယ်။ဒါဒါမဲကြီးမျက်လုံးပဲမမရှိတော့ဘူး။မြင့်မြင့်လေးရဲ့ငိုဆိုင်တံများပြဲ့လွင့်သွားခဲ့တော့တယ်။တန်တွင်ဟာကိုမြဆောင်လက်ကနေလွတ်ကျသွားခဲ့လေတယ်။ကိုသိန်းအောင်အားအစာထုတ်ကုသပေးလိုက်တဲ့အဲ့ဒီမျက်လုံးဟာ မိစ္ဆာကူပါပင်လားမသိနိုင်တော့ဘူး။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာလန်ကတော့ဒီလောက်ပါပဲရှင်။နောက်ဆက်စစ်နေမှာလည်းဒီလိုစိတ်ဝင်စားဖို့ရဇာလန်တွေကိုတင်ဆက်ပေးမှာဖြစ်လို့ကျမတို့ရဲ့ channel ကို like and subscribe လုပ်ခဲ့ပြီးပြီးတော့အားပေးဆောင်မြော်နာဆင်ပေးပါအောင်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။